ဘောလုံးချင်းညီကိုရအားလုံးပဲမင်္ဂလာပါနေကောင်းချမ်းမှချမ်းသာကြပါစေဒီနေ့မှာတော့ကျွန်တော် preview လုပ်ပေးချင်တာတော့16တင်ရှုံထွက် Real Madrid Juventus German and Montari Real ပွဲစဉ်နဲ့ဖြစ်တဲ့ကျွန်တော် YouTube channel လေးကနေညီကိုရအားလုံးကိုကျေးဇူးပါတယ်အားလုံးကို welcome ပါလို့ပြောချင်ပါတယ်နော်ဒါမြန်မာစံတော်ချင်းညတနိုင်ဘက်မှာကံမဲ့ Real နဲ့ Juventus တို့ရဲ့ပွဲစဉ်မှာတော့ဒါပြန်ထားတဲ့ body ကြီး Real Madrid ကတလုံး39နဲ့ဘူပေါင်းကြီး390စားဆုံးမှာပြန်ထားတွေ့ရတယ်ပေါ့နော် ရီယာဒါအုပ်စုပွဲစဉ်တက်မှာဆော့သွားမယ်ပွဲကိုကြည့်လိုက်မဆိုင်အလ်ဟီလာလ်ကိုဘာမှန်းဆော့တယ်ဒီပွဲစဉ်မှာသူတို့နောက်ဆုံးမိနစ်90မှာပေါ့နော်သူတို့ပန်နတီရခဲ့တယ်ဒီပန်နတီကိုဘီလ်ဗာရီပေါ့နော်ချော်သွားခဲ့တယ်ပေါ့နော်နမွေဒီပွဲစဉ်မှာသူတို့နိုင်မယ်ပေါ့နော်နိုင်လဲကျွန်တော်ကြည့်ရတော့ရှုံးမှာပါပဲဒီပွဲစဉ်မှာခြေရှုံးသွားတယ်တည်ရကျသွားတယ်1-1ပေါ့နော်ဒီပွဲမှာကြီးလိုက်မှာဆိုရင်အဓိကခြေလွှမ်းပြသွားတာတော့ကျွန်တော်ဒါနောက်တန်းကစားသမားတွေပေါ့နော် Wilson တို့ကျွန်တော် ဂါစီယာလို့ပေါ့နော်ကွင်းလန်မှာဆိုရင်ချွန်မန်နီပေါ့နော်တိုက်ဆက်မှာဆိုဂွန်ဇာလိုဂါစီယာရှိမယ်ဗနက်ဆစ်ဂျူနီယာရှိမယ်ပင်ဂူလာပေါ့နော်ဒုတိယပိုင်းမှာဝင်လာတဲ့ဂူလာတို့ဒီကစားသမားတော်တော်လေးကောင်းပါတယ်ဘိုးသမားကုထွိုက်စ်လည်းတော်တော်လေးကောင်းတာတွေ့ရပါတယ်ပေါ့နော်ဒါ433နဲ့ပွဲထွက်ခဲ့ပါတယ်နောက်ထပ်တစ်ပွဲကပန်ချူကန်နဲ့ပွဲစဉ်ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒီပန်ချူကန်က31နဲ့နိုင်တယ်ပေါ့နော်ဒီပွဲစဉ်မှာလည်းကျွန်တော်ဘူပေါင်းကြီးကတော့ဒေလုံးဖြစ်သွားတယ်ပေါ့နော်ဘော်ဒီကြီးကတော့ဒါရီယယ်မတက် ရှုံးနေပေါ့ဗျာအများကြီးမရှုံးနဲ့နည်းနည်းတော့ရှုံးနေဒီပွဲမှာကြည့်လိုက်မှဆိုရင်အဆန်းစီကိုအနီကပ်မိတယ်ဒီပွဲစမှာအထူးခြေစွမ်းပြသွားတဲ့ကစားသမားတွေဆိုလို့ရှိရင်တော့ဒါကိုသမားကုတ်တွားဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်ဝိုက်ဆန်ရဲ့ဂါစီယာရဲ့ဒါနောက်တန်ပေါ့နော်ဂူလာရဲ့ချွန်ယမန်နီရဲ့ဘယ်လင်ဟန်ရဲ့ပေါ့နော်ဘီဘာဒေဒါဂွန်ဇာလိုဂါစီယာဝင်းစ်ဂျူနီယာပေါ့နော်ဒီကစားသမားတွေအကုန်လုံးဒီပွဲစမှာတော်တော်လေးကောင်းတာတွေ့ရတယ်ဒီပွဲစမှာရီယယ်မက်ဒီဆော့ကာရ်ရန်ကင်းကိုကြည့်မှဆိုရင်6 ဆိုတာပေါ့နော်တော်တော်လေးသူတို့တက်လာတာတွေ့ရတယ်။ဒါနောက်ဆုံးသူတို့ဆော့ခဲ့တာကွာဆင်းတောင်းမှာဆို RV Salvak နဲ့ပေါ့နော်ဒီပွဲမှာ 3G ဆိုရရလာနဲ့ body G အောင်ခဲ့တာတွေ့ရတယ်ပေါ့နော်ဂိုးပေါင်းကြီးကတော့မအောင်ပါဘူး။ဒီပွဲစဉ်မှာတော့ဒါအလွန်ဆိုတာစပြီးမှာပေါ့နော်ဒါ real 3 fight 2ပုံစံနဲ့ကင်တယ်ပေါ့နော်ဘက်3ဘက်နဲ့ထွက်လာပြီပေါ့နော်ဒါတော့အလွန်ကျွဲအကြိုက်ဆုံးကစားကွက်ဖြစ်ပါတယ်3ဘက်ပေါ့ဗျာ။ရီယမက်တစ်ကိုသူသူချာချာ3ဘက်နဲ့ဆော့ရတယ်ဆိုတော့လေကျွန်တော်ငယ်ငယ်ကတည်းက4ဘက်ပဲကြည့်လာတာပေါ့နော်။ ရီယယ်မက်ဒီ3ဘက်မှာဆိုလို့ရှိရင်ဝိုက်ဆန်ရဲ့ချွေမန်နီရဲ့အလက်ဆန်ဒါအန်နိုရဲ့ဒါဖရန်ဂါစီယာရဲ့ဘောနော်ဂူလာရဲ့ဗီဗာဒီရဲ့ဗလင်ရဲ့ကွင်းလန်ပါဘောနော်ဒီပွဲစဉ်မှာတော့ပြောစရာမလိုတော့အထူးခြေခံအကောလုံးကစားသမိုင်းနိုင်လို့ပြရတာတွေးရတယ်ဘောနော်ဒါတိုက်စစ်မှာဗင်နစ်စ်ဂျူနီယာဘောနော်အဆက်စလက်တော့တဂူလည်းတွင်းနေဘောနော်ပင်ဂွန်ဒါလိုဂါစီယာလည်းဒါလူငယ်လေးပါတော်တော်လေးကောင်းတယ်ဂူသမားကတော့ပြောစရာမလိုပါအော်ရီယာဂူသမားကတော့တော်တော်လေးကောင်းတယ်ဘောနော် ရီယမရီဆွာကရတောင်းမဲကိုကြည့်လိုက်မှာဆိုရင်ရကူက9ကူရှိတယ်ပေကူက9ကူရှိတယ်ပေါ့နော်ချေးအောင်တဲ့ပိုင်းကိုကြည့်မှာဆိုရင်ချေးကပြတ်တန်းအောင်တာတော့ RB Salvak နဲ့ပွဲမှာဖြစ်တယ်ဂျန်နဲ့နှစ်ပွဲကတော့ချေးရှုံးထားတာလည်းဖြစ်တယ်ပေါ့နော်ဂျူဗင်တက်ကိုကြည့်မှာဆိုလို့ရှိရင်ဒါဂျူဗင်တက်ဆော့ခဲ့တယ်ပေါ့နော်ဒါတောင်းမဲကိုကြည့်လိုက်မှာဆိုဒါကျွန်တော် ALA ပေါ့နော် ALA ဆိုတော့ဒါဂျူဗင်တက်ရဲ့ခြေစွမ်းနဲ့တော့သူနဲ့တော်နိုင်လို့မရဘူးပေါ့နော်ဒါကျွန်တော်တို့ကတော်တော်လေးအခြေအနေချင်းကိုပါပါတယ်ပေါ့နော် ဒါဂျူဝင်တာရဲ့ပွဲစဉ်မှာကြီးလိုက်မယ်ဆိုလို့ရှင်ဒီ KLN ကို5ဇီးနဲ့နိုင်ခဲ့တဲ့ပွဲမှာဆိုရင်ဝက်ထွက်ခဲ့တဲ့ကစားသမားရဲ့ချင်းမှာကြီးမယ်ဆိုလို့ရှိရင်ကျွန်တော်အဓိကတော့ဂျူဝင်တာစမားတာခြေစွမ်းပြနေတဲ့လူလူရှိမယ်ခယ်လီရှိမယ်ဘီဒက်ရှိမယ်ပြင်ကွန်ဆေယွန်ရှိမယ်မူနီယာရှိမယ်ဘယ်လာဟိုဘီရှိမယ်ပေါ့နော်ဆာဗိုနာပေါ့နော်ဆာဗိုနာဆိုတာနောက်တန်းကအဓိကတော့ဒါတူရမ်ကွင်းလမ်းမှာတူရမ်တော်တော်ကောင်းတယ်ပေါ့နော် ကွန်ဆေယွန်းနဲ့တူတန်တော်တော်လေးကောင်းပါတယ်နံပါတ်9ရဲ့နံပါတ်19ရဲ့ဗောနော်နံပါတ်10ရဲ့နံပါတ်20ရဲ့ဗောနော်အဲသူတို့ထွက်ခဲ့တာတော့3421ဆိုတဲ့ပုံစံမျိုးနဲ့ထွက်ခဲ့တယ်ဘုသမားဗောနော်ဂရီဂိုရီတာဂျဗင်တာရဲ့ဘုသမားဂရီဂိုရီတော်တော်လေးကောင်းပါတယ်ဒီပွဲမှာအဲ့ဒါတပွဲသူတို့ short ခဲ့တာကြီးလိုက်မှာဆိုရင်ဒီပွဲစမှာသူတို့ရခဲ့တဲ့ ranking ကိုကြီးမှာဆိုလို့ရှိရင်ဂျူဗင်တာ7.12လောက်ဆိုမှရခဲ့တာဗောနော် တော်တော်လေးခြေသွမ်းပြတယ်ပေါ့နော်ဒီပွဲစမှာရရန်ဒက်စ်ကတော်တော်လေးကောင်းတယ်ပြင်ထုံးစံတိုင်းမဲ့ကွန်စီယွန်းလည်းကောင်းတယ်တူရာမကောင်းတယ်ကမ်ဘီယာဆိုကယ်လီကာလူလူကိုသမားမှဆိုအကောင်းဆုံးကတော့ကျွန်တော်ဒါပေါ့နော်အာဂရီဂိုရီဖြစ်မှာပေါ့နော်သူအကောင်းဆုံးမှာပဲမန်စီတီနဲ့ပွဲမှာပဲကျွန်တော်အန်အော်ဒါဒီပွဲစမှာကစားသမားအပြောင်းလဲတွေကိုနီးပြလောက်ထားတယ်ကျွန်တော်ထင်တာကတော့မထိတ်တိုက်မှမတွေ့ကျင်တာလားဘလူလားတော့ဒါမသိဘူးဒါပေမဲ့ဒီပွဲစဉ်မှာတော်တော်လေးကိုအပြောင်းလဲလောက်ထားတာတွေ့ရတယ်ဘောနော cost stick နဲ့ထွက်တဲ့ ပင်လူကလူကတဲလီနဲ့ထွက်တယ်ပင်တိုက်ဆက်မှာဆိုရင်ဘယ်လာဟိုဘင်းနဲ့ထွက်တယ်ဗောနဂွန်ဇာလက်ဗောနတောင်မှမှာဂွန်ဇာလက်ကော့စတမ်လုပ်ပုံကထွက်ထားတာတော်တော်လေးဒီမှာအပြောင်းလဲလှုပ်ထားတာဒီအပြောင်းလဲလှုပ်ထားတာကြောင့်ဒီကမှာဂိုးပြတ်ရှုံသွားခဲ့တယ်ဗောနဒီပွဲမှာသူတို့ရခဲ့တဲ့ ranking ကစားသမားတွေကိုကြည့်လိုက်မှဆိုရင်6.50ဆိုမှရခဲ့တာတွေ့ရတယ်ဗောနဂျူဗင်တက်ကတော့ဒီပွဲမှာတော်တော်လေးအရန်ကစားသမားတွေနဲ့ထုတ်ထားတာကြောင့်တော်တော်လေးတတိထားမိတယ် အဲကြောင့်ကျွန်တော်ညီကိုတွေဘောလုံးဘက်ထိုးမယ်ဆိုလို့ရှိရင်အင်းလုံးကျွန်တော် line နဲ့ထွက်တဲ့အချိန်မှာကစားသမားတွေပုံမှန်ဆော့နေတဲ့ကစားသမားပါမှာပါဒါလေးကိုတစ်ချက် check လုပ်ဖို့လည်းလိုတယ်ပေါ့နော်ဂျူဝင်တက်မှာအဓိကကတော့ဘိုးသမားဟုတ်တယ်ပြီးရင်ကျွန်တော်ဒါနံပါတ်30ကစားသမားနော်သူကတော့ကျွန်တော်ဒါတူရီကီယာပေါ့ဗျာယာဒစ်ကစားသမားရှိမယ်ပြီးရင်ကွန်ဆေယွန်ကွန်ဆေယွန်ဆိုတာကျွန်တော်ဒါပေါ်တူဂီယာကစားသမားသူတော်တော်ကောင်းတယ်ပေါ့နော်ဒါအဓိကဒီကစားသမားတွေပါပဲ main ကတော့ပေါ့နော် ပင်ကွင်းလမ်းမှာတူရမ်တော်တော်ကောင်းပါတယ်တူရမ်နတင်း head to head ဘိုင်းကိုချိလိုက်မယ်ဆိုလို့ရှိရင်အရင်တော့ဒီနတင်းကကျွန်တော်ဒါစုစုပေါင်း10ချိန်တွေးထားတာကိုကြည့်မယ်ဆိုရင်ရီက9ချိန်နိုင်တယ်ဂျူဝင်တက်က3ချိန်နိုင်တယ်2ချိန်ကတော့တည်ချာထားတာလည်းတွေးရတယ်ပေါ့နော်ဒါ3ရက်8လ2023ကတော့ကျွန်တော်ဒါကတ်ဂိမ်းပွဲတပွဲဆော့ခဲ့ရပါတော့။အပွဲအစမှာဆိုဂျူဗင်တာ3ကနေနိုင်ထားတာမျိုးလည်းတွေ့ရတယ်ပေါ့နော်။အခုကနှစ်တင်းစလုံးကဒါစန်တအစန်တပေါ့နော်ဒါ ဒီနေ့ကတော့ကျွန်တော်တို့ real matic ကိုတကယ်စမ်းသပ်မယ်ပွဲပေါ့နော်တကယ်အသင်းကြီးနဲ့တိုးပြီးကျွန်တော်တို့ဒါတကယ်စမ်းသပ်တော့မှာပေါ့နော်ဘယ်တော့ ठी ကောင်းလဲမကောင်းလဲအလုံးစုံအသင်းပေါ့နော်ကျွန်တော်တို့ဒီပွဲမှာညီကိုတို့ line အဓိကထားပြီးကြည့်စေခြင်း ਨੇ ပြီးလို့ရှိရင်ဒီပွဲမှာခွင့်ထားတဲ့ one to off ကိုကြည့်မယ်ဆိုရင် real matic အနိုင်ကို65ဗျာတရေကို၄စားတော့ပေးထားတဲ့ Juventus အနိုင်ကို6စားတော့ပေးထားတာတော့တွေ့ရတယ်ဒီပွဲမှာကတော့ကျွန်တော်နှစ်သင်းလုံးလည်းတိုက်စစ်တွေကောင်းနေဆိုတော့ကျွန်တော်ဒီပွဲစမှာ goal ပေါင်းပေါ့နော်ဒါ အပေါ်ရွေးချယ်ပေးခြင်းပါတယ်။ဂူပေါင်းပေါ့နော်ဒါတောင်းလုံး90နိုင်ဆိုရင်တော့ဂူပေါင်းအပေါ်ကိုကြိုက်ပါတယ်။ဘော်ဒီရွေးရမယ်ဆိုရင်တော့ကျွန်တော်ဂျူဗင်တာကြိုက်ပါတယ်။နောက်ထပ်တစ်ပွဲကတော့မြန်မာစံတော်ချိန်မနေ့9နာရီကွဲမှာကံမဲ့ဒေါ်မွန်နဲ့မွန်တာရီရဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။ဒါဒေါ်မွန်အတင်းဆော့ခဲ့တဲ့တုံးဘွဲကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော်မွန်စီစီပူလ်မီနက်စ်ပင်းရှန်ဒေါင်းကို3ပုံနဲ့နိုင်တယ် ပင်ဦးဆန်ကိုဝမ်းသီးနဲ့နိုင်ထားတာတွေ့ရတော့မောင်ကချေသုံးဘွဲလုံးရှုံထားတာတွေ့ရတယ်ပေါ့နော်ဘောမလုံးမှာချေမအောင်ထားပါဘူးမြန်မာပောက်ကျေးတွေမှာချေမအောင်ထားပါဘူးနှပွဲနိုင်တဲ့ဘွဲကျွန်တော်တည်ရကြထားတယ်ပေါ့နော်ပွင့်မင်းဆက်ပွဲဆက်မှာဆိုရင်ကျွန်တော်ဒါအပြည့်ကစားသမားတွေကြီးလိုက်မယ်ဆိုလို့ရှိရင်ဒေါမွန်ကဆိုရင်ဆက်ပစ်စာတို့ပေါ့နော်ဘိုက်စီဘိုင်းနီပေါ့နော်ဒနောက်တန်ကပေါ့နော်အန်တွန်တို့ဆူလာတို့ဒါကိုသမားကိုဗယ်တော်တော်ကောင်းပါတယ်ဒီပွဲမှာပေါ့နော် ဒီကစားသမားအထူးခြေစွမ်းပြခဲ့တယ်ပြင်ကျွန်တော်တိုက်ဆက်မှာတော့တော်တော်လေးဆိုးပါတာဒါဂူရာစီတို့ဘာလို့တိတ်ခြေစွမ်းပြခဲ့တာမျိုးမတွေ့ရဘူးဗောနော်တော့မှမှာဆိုလို့ရှိရင်ပြင်ကျွန်တော်ဒါတော့မှမှာဆိုရင်ကမ်မချာဆိုတဲ့ကစားသမားလည်းတော်တော်လေးကောင်းတယ်ဗောနော်ဒါဂျာမန်ကဒါကွင်းလန်ကစားသမားလူငယ်ဗောဗျာဖီလစ်ကမ်မချာဆိုတဲ့ကစားသမားဒီကစားသမားလည်းတော်တော်လေးကောင်းတယ်ကျွန်တော်သတိထားမိတယ်24နှစ်ရှိရဗောနော်ဒီကစားသမားရဲ့အသက်အရွယ်ကတော့ တော့မောဒီပွဲမှာဒီဒီဆော့တယ်ပြီးရင်ကျွန်တော်ရှန်ဒေါင်းနဲ့ပြန်တွေ့တယ်ဗောနော်ရှန်ဒေါင်းမှာတွေ့တဲ့ချိန်ကျတော့တကစားသမားတွေဗောနော်ကျွန်တော်နည်းနည်းလေးအပြောင်းလဲပြန်ကွင်းလန်လာပြန်လှုပ်ထားတာပြန်တွေ့ရတယ်ဗောနော်တ3 4 1 2ဆိုတာကစားခွင့်နဲ့ထပ်ထားတဲ့ဂူရာစီရဲ့ဘရန်ရဲ့ဘာလင်ဟန်မြဲအကွင်းလန်မှာဆိုရင်ပါစာဂရော့ရှိမယ်ပြီးရင်ဗောနော်ကမက်ချာဗောနော်ဒီကစားသမားတွေသူတို့ပွဲထပ်ထားတာတွေ့ရတယ်ဗောနော်ဒီပွဲမှာတော့ကစားသမား9ယောက်ကိုကျွန်တော်ဒါအကောင်းဆုံးပေးရမှာဗောနော် brand ရဲ့ belinhan ရဲ့ဒါ ရော့စ်ရဲ့ကမချရဲ့ဗောနော်ပြီးလို့ရှိရင်ကျွန်တော်ဂူရာစီရဲ့ဂူရာစီလည်းတော်တော်လေးမဆိုးပါဘူးဒီပွဲစမှာဗောနော်ဒီပွဲစမှာတို့ရခဲ့တဲ့ဒီအတင်းရရေကင်းကိုချိလိုက်မယ်ဆိုရင်ဒီဒေါမွန်အတင်းဗောနော်တို့ရခဲ့တဲ့ရေကင်းဆိုရင်6 point 60ဆိုမှာဗောနော်တော်တော်လေးအားနေတယ်ဒီပွဲစမှာတော့ဗောနော် အတူနောက်ဆုံးဆောခဲ့တာတော့ဥလ်ဆန်နဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်ဥလ်ဆန်ဆိုတာတော့တော်တော်လေးသူတို့ထက်အများကြီးအားနည်းပါတယ်အဒီပွဲစဉ်မှာအထူးခြေစွမ်းပြခဲ့တာတော့ကစားသမိုင်းတိုင်းလိုလိုဖြစ်နေတာလည်းပြန်တွေ့ရတယ်ပေါ့နော်3412ဆိုတဲ့ကစားကွက်နဲ့ထွက်လာတယ် Ryerson Anton Vice Bayni Copto Pasagros Kamecha ပေါ့နော်ဒီကစားသမိုင်း Bellingham Adiyami Gurasi ဒီလိုအပြောင်းလဲတွေလောက်ပြီးမှထုတ်ထားတာတွေ့ရတယ်ပေါ့နော်ဒီပွဲမှာတော့ဒါ အတင်းကလည်းနှစ်တင်းကတအားချင်နေခြင်းလဲကွာတယ်ဗောနော်တတော်မွန်အတင်းဆိုအပိုင်အခွင့်ရ60ချိန်ရတယ်ဘောလုံးပုံစံရင်60ရတယ် total 28ချိန်5ပောက်ကန်တယ်ဗောနော်အ5ပောက်လွဲချော်သွားတာတွေကအများကြီးပါပဲဒါ5ပောက်တက်တာ17ချိန်ရှိတာလည်းတွေ့ရတယ်ဗောနော်ဒါတွေကတော့ကျွန်တော်အချက်လက်ရွေးပြနေရဆိုညီကတို့ချင်းညင်လို့ရအောင်ဆိုမှရွေးပြနေတာဗောနော်ကျွန်တော်အဓိကမှာကျင်တာအဓိကကျွန်တော်ကြည့်ရမှာ ကြတော့မှတင်းရပုံမှန်ဆော့နေတဲ့ကစားသမားတွေပါမပါကျွန်တော်ဒါဘလုံးမစခင်တနိုင်အလိုမှာဆိုတီးရတယ်ပေါ့နော်တနိုင်တနိုင်ဝဲလောက်ဆိုတီးရပြီးလိုင်းနဲ့ထောက်တာနဲ့အဲ့ဒါတွေချိဖို့လိုတယ်ပေါ့နော်ပြီးမွန်တာရဲကိုချိမယ်ဆိုမွန်တာရဲကတောင်းပွဲမွန်တာရဲကိုလည်းအထင်သေးလို့မရဘူးပေါ့နော်မွန်တာရဲဆော့ထားတဲ့တောင်းပွဲကိုချိလိုက်မယ်ဆိုရင်တပွဲနိုင်နှစ်ပွဲသက်ရေပေါ့နော်သူကတောင်းပွဲလုံးချိအောင်ထားတယ်ဗျအင်တာမီလန်ဝမ်ဝမ်ဆော့ထားတယ် ပြီးလို့ရှိရင်ကျွန်တော် Republic ကိုဇီဇီဆော့ထားတယ်ပြီးရင် Urawa 4G နဲ့နိုင်ထားတယ်ဗောနော်ကျွန်တော်တော့ရှော့လို့မရဘူးရှော့ရင်ငနာကားပါမယ် Montari ရဲ့နောက်တန်းနဲ့ကျွန်တော်ဒါ Sergio Ramos ပွားရန်လို့လို့ခြေသွမ်းပြနေတာဗောနော်ပြီးရင် Gotama ကတော့ Gotama လည်းတော်တော်လေးကောင်းတယ်ဒီ Montari ရဲ့ Gotama Andrada ဆိုတော့ Gotama တော်တော်လေးကောင်းတယ်ဗောနော်ပြီးရင် Medina ရှိမယ် Canle ရှိမယ်ပြီးရင် Oliver Torres ရှိမယ်အများကြီးပါပဲ ိုရိုနာဆိုတဲ့ကစားသမားလည်းရှိတယ်ဗျာအဓိကတော့ loose campus နဲ့ပေါ်ထွက်တာပေါ့နော်ဒါကျွန်တော်တခါကြရင်352 short တယ်တခါ၄နဲ့3တက်လဲ short တယ်သူတို့ကစားခွက်ကအာတဘွားနဲ့တဘွားပွေးပေါ်မူတီမှသူတို့ကအဲ့ဒါအပြောင်းလဲပေါ့နော် short တာမျိုးတွေ့ရတာပေါ့နော်အဓိကတော့နောက်တန်းမှာဂိုသမားရယ်ဆာဂျီယိုရာမို့စ်ရယ်ပေါ့နော်မဒီနာရယ်ဒီကစားသမားရယ်တော်တော်လေးကောင်းတာတွေ့ရတယ်ပေါ့နော် inter milan နဲ့ပွဲစဉ်မှာတော့ပြန်ကျွန်တော်ဒါ republic နဲ့ပွဲစဉ်မှာကြည့်လိုက်မယ်ဆိုရင်ဒီမှာကတော့ကျွန်တော် တမွန်တာရဲ့အတင်ကလေးနှစ်တုံးတစ်ပုံစံမျိုးနဲ့ပြန်ပေါ်ထွက်လာတော့နော်ဂူရမအဓိကကျွန်တော်ဒါအကောင်းဆုံးစောခဲ့တယ်ပေါ့နော်ဒီလိုရှင်ကျွန်တော်ဒါဆာဂျီရာမော့စ်ကပြောခဲ့ရမလို့ပါဘူးတော်တော်လေးကောင်းတယ်ပေါ့ဗျာဒီပွဲမှာလည်းတို့စီစီစောခဲ့တယ်ဒါဥရဝနဲ့ပွဲစဉ်မှာလည်းတို့ဖွင့်ပြီးစောတယ်ပေါ့နော်လေးနှစ်တုံးတစ်ထုံးတန်တိုင်းပဲဒီပွဲမှာတော့၄၃၁နှစ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်ဒါဥရဝနဲ့ပွဲစဉ်မှာပေါ့နော် ီပွဲစဉ်မှာတော့အများကြီးပေါ့နော်ကိုရိုနာတို့ဒါအများကြီးပြောင်းလဲလို့ဒီမှာဆော့ထားတာတွေ့ရတယ်။ချာဝက်စ်တို့အိုလီဗာတော်ရက်စ်တို့ပေါ့နော်။ဒိုဆာတို့တော်တော်လေးကောင်းပါတယ်ဒီပွဲမှာပေါ့နော်။ဒါမှကစားသမားကလည်းဒါဒီပွဲမှာဆိုရင်နှစ်သိန်းလုံးရှင်တော့ကစားသမားအင်အားတော့တော်တော်လေးကွာတယ်ပေါ့နော်။အခွင့်အကြီးကြီးမားမား၃ချိန်ရတယ် total 5ပေါက်ကနေမှု18ချိန်ရတယ်ဘောလုံးပိုဇီရှင်လည်းကျွန်တော်ဒါတာတယ်ဗောနော60ရာခိုင်နှုန်းတော့ရှိတာတွေ့ရတယ် ွန်တာရဲ့အတင်းအား5ဘောက်ကန်သွင်းမှု16ချိန်မှာခုနှစ်ချိန်အောင်5ဘောက်တက်အောင်ကန်ခဲ့တယ်လို့ကျွန်တော်တွေ့ရတယ်ပေါ့နော်ဒီနေ့တင်းရတဲ့တစ်ခါမှ head to head တွေပါလည်းမရှိပါဘူးပေါ့နော်ဒါ wins to odds ကိုကြီးလိုက်မယ်ဆိုလို့ရှိရင်တော့ Dortmund အနိုင်ကို62ပြတရားတရီကို4စမွန်တာရဲ့အနိုင်ကို6စပေးထားတွေ့ရတယ်ဒီပွဲအသင်းမှာတော့ပေါ့နော်ကျွန်တော်ကတော့ပုံမှန်တမျိုးနဲ့ရွေးချယ်ထားပေးတယ်ပေါ့နော်ဒါ Dortmund အသင်းကလည်းခြေတုံးမွဲဆက်ရှုံထားတယ်ပေါ့နော်ဒါညီကိုလိုဒါတတိထားမိမှထင်တယ် ခြေစီဖိုးတရီဝမ်းစီဆိုတဲ့ပုံစံမျိုးနဲ့သူတို့ဆော့ထားတယ်ဗောနော်မွန်တာရီကလည်းခြေကလည်းတောမွဲလုံးနိုင်ထားတယ်ဆိုတော့ဒီဒီချိန်တော့ရှုံးမလို့ကျွန်တော်တွက်ထားတယ်ဗောဗျာဒါဖွင့်ထားတဲ့ body ရေးရတာခုနကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲတောမွန်တင်တလုံး20နဲ့ဂုံမောင်ကြီး3လုံး90စားဗောနော်ဒီပွဲစဉ်မှာတော့ဘလို့ပဲနေနေပါတောမွန်အတင်းပဲခြိုက်ပါတယ်တော်မွန်အတင်းကြိုက်တယ်ပြီးလို့ရှိရင်ဂိုးပေါင်းပေါ့နော်တလုံး20နိုင်ဆိုတော့ကျွန်တော်ဒီပွဲမှာဂိုးပေါင်းအပေါ်ပဲကြိုက်ပါတယ်တောင်းလုံး80သားပေါ့နော်ဂိုးပေါင်းအပေါ်ကြိုက်တယ်တော်မွန်ကြိုက်တယ် ဒီနေ့ကျွန်တော်ရွေးချယ်ထားပေးတာကတော့ဂျိုဗန်တာအတင်နဲ့ဂိုးပေါ်ပြီးရင်ဒေါ်မွန်နဲ့ဂိုးပေါ်ဖြစ်ပါတယ်ညီကိုတို့အားလုံးအဆင်ပြေကြပါစေဘောလုံးပွဲလည်းပေါ့ကြပါစေကြားမှချမ်းသာကြပါစေဗျာ